မနဲ့အာယုံမင်းမတက်သေးကျမတို့ရဲ့အိမ်ကောင်းရင်းရှိဝတ်တယုံမှာဝတ်တွေကိုရဲရင်းဖြစ်ထူးတက်နေသည့်အတန်များဝတ်တွေရဲ့မချိမဆန့်အော်ဟစ်ညင်ညူးတဲ့အနေနဲ့အတူကျမတို့မိသားစုလည်းအိယာမှနိုးထလာခဲ့ရတယ်အဲ့ဒီအတန်တွေသည် နေ့စဉ်ကြားနေရတာဆိုပေမဲ့ထူးရိုက်တဲ့ဝတ်တွေရဲ့တနာစပွဲအော်တန်တွေကကျမတို့အတွက်အမြဲစိတ်မကောင်းဖြစ်စရာပင်ဖြစ်နေပါတယ် အိယာမနိုးသည့်နောက်ကျမတို့လည်းမျက်နှာသက်ကိုလက်တန်းစင်ပြီးမနက်စာအတွက်ထမင်းချက်ကြချောင်းသွားဖို့ကိုပြင်ဆင်ကြနဲ့ကိုစီအလုရှုပ်၍နေပါတော့တယ်အားလုံးပြင်ဆင်ပြီးတဲ့နောက်မနက်စာစားတောင်းပြီးချောင်းသွားဖို့ရန်တငယ်ချင်းဖြစ်သူတိမ်လာနဲ့အတူထွက်လာခဲ့တယ်ရင်းသူထွက်လာခြင်းမှာဟဲ့အေးသူငါအဖေကုန်တင်ကုန်ချအလုံနားလိုက်ပြီဟင်ဘလို့ဖြစ်တာလဲအရွယ်ရလာပြီလေကုန်တင်ကုန်ချဘယ်လောက်နိုင်တော့မလဲအော်ဒါလည်းဟုတ်သားပဲအခုသူဘာလုပ်နေတော့ တိမ်လွာကကျမအမေကိုချက်ချင်းမဖြေသေးပဲတက်ပြေးရှည်ကြီးကိုချလိုက်တယ်ပြီးနောက်မှဝတ်တယုံမှအလုတ်ဝင်နေတယ်ဟဲတိမ်လွာ၏အဖေစကားကြောင့်အံ့ဩသွားရလေတယ်သို့တော်ထိုအလုံးနဲ့ပတ်သက်၍ကောင်းမကောင်းဆိုတာကတော့ဝေဖန်ပြမနေတော့ပါသူတို့စောင်းဝင်နေရဲ့အခဲခူးကိုကျမလည်းသိနေတာမဟုတ်လားပြီးတော့ဤဝတ်တဲ့အလုတ်ကလည်းဤရွာရှိအခြားအလုတ်တွေထက်ဝင်ဝင်ကပိုကောင်းနေတာပဲလေဒါကြောင့်ကျမကအင်းပေါ်လေအစဉ်ပြေရပဲလုံးချရတာပါပဲ ထုံမြတာကျမဆူဖြစ်တော့တယ်ပြီးတော့နှစ်ဦးသားမြည်သည့်စကားမျှမဆူဖြစ်တော့ပဲចောင်းသူဆက်လက်လမ်းလျှောက်လာခဲ့တော့တယ်ဆူရပါအောင်မယ်ကျမတို့ရွာကအလွန်ခေါင်ပြီးလျှက်စစ်မီပင်မရှိသေးပဲရေနံစီမီကွယ်ဘက်ထရီမီအောင်လင်းတမီများကိုသာညာရင်းညတာအတွက်အသုံးပြုကြရပါတယ်ရွာတွေမီးဆက်ကြီးတစ်ခုရှိသေးပေမဲ့တရက်လျင်တရာချက်ပေးရသည်ဆိုတော့တော်ယုံလူတွေကလည်းမသုံးနိုင်ကြပါဘူးပြီးတော့ရွာကလေးကမြို့နယ်အတန်းငယ်အလန်းဝေးတဲ့အတွက်မြို့သူသွားသည့်ကားလမ်းကလည်းပြုပြင်ထားခြင်းမရှိတာမို့လမ်းကလည်းကျန်းလွန်လာပါတယ်မိုးရ င်းကာလာဆိုရင်လေအဲ့ဒီကားလန်းလေးကရေရေဖြစ်တာလွှမ်းမိုးနေတာမို့ကားလဲမောင်းရွေမရတော့ပါယခုနောက်ပိုင်းတွင်တော့မီးလဲပုံမှန်ရလာသလိုကားလန်းတွေကလည်းကောင်းမွန်လာပါတယ်အဲဒါကြောင့်မြို့သူသွားလို့လေရထားကိုသာအားကိုးရပါတယ်ရွာနဲ့ခလန်းလန်းနေရာတွင်ဘူတာယုံတစ်ခုရှိပါတယ်အဲ့ဒီဘူတာယုံကခီးသည်တွေဈေးသည်တွေနဲ့တကွာကုန်တင်ကုန်ချလောက်ကင်စားတောက်သူများဖြစ်အနေအချင်းစီစီကားကားရှိလာပါတယ်ကျမတို့တငယ်ချင်းတိန်လာရဲ့ဖခင်ဦးဘိုးလေးက ထိုဘူတာယုံတွင်ကုန်တင်ကုန်ချအလုံးဖြင့်အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူပဲဖြစ်ပါတယ်။ယခုမူအသက်အရွယ်ကြောင့်ထိုအလုပ်ကိုဆွန့်လုပ်ပြီးဝတ်သက်သည့်အလုပ်ကိုပြောင်းလုပ်ခဲ့ရသည်ဆိုသည့်တိုင်အောင်ဤရွာတွင်ဝတ်သက်သည့်အလုပ်တွင်အခြားအလုပ်ကိုင်းထက်ဝင်ငွေပိုမိုရရှိသောကြောင့်မဟုတ်ပါလား။နောက်တနေ့ညနေဆောင်အချိန်တွင်တော့ဥဖိုးလေးတယောက်ရွာထဲမှာ ဝက်တကောင်ဝဲပြီးကျိုးနဲ့ဆွဲလာပါတယ်ဝက်ကလည်းအော်ဟေးရင်အသည်းအတန်ရုံးကန်နေသည်မူဥဘိုလေးလည်းကျိုးကိုအတင်းစောင့်ဆွဲကဝက်တယုံလေးကိုခေါ်သွားပါတော့တယ်နောက်တနေ့မနေ့ရောက်တော့ထုံးစံအတိုင်းအဲ့ဒီဝက်တယုံမှဝက်တွေကိုထူရိုက်သည့်အတန်းဝက်တွေရဲ့အော်တန်တွေကိုနားမချမ်းသာတဲ့ဘွယ်ကြားနေရပြန်တယ်ရဲအနှဲငယ်ကြာလာခဲ့ပါတယ်ဥဘိုလေးဒီလည်းညနေဆောင်အချိန်ဆိုလျင်ရွာရဲသူဝက်တွေလိုက်ဝဲမနေ့ဆိုလျင်တက်ပြဲ ပြီးလျင်ဝက်အသေးတွေကိုရင်နွေးတည်ထားတဲ့မိုးပြဲတဲ့ကြီးထဲမှာထည့်ပြီးအမွှေးအမြင်တွေကိုချစ်တေချာဆေးကြောပြီးတောင်းတဲ့ထဲကစပိန်ဖြစ်ဝက်သားဆိုင်များကိုလိုက်လံပို့ရပါတယ်ရင်းတုပ်ပြုတ်လို့ရမှာအပီအစီတရက်ကို1500ရတယ်လို့ဆိုပါတယ်ထိုခေတ်ကစံတပြေလင်း300-400ခန့်သာရှိတဲ့အချိန်၌သူဤတနေ့တောင်ဝင်ငွေကမိသားစု3-4ယောက်အတွက်ကောင်းစွာစားတောက်နိုင်ပါတယ်တရက်တွင်တော့ကျမနဲ့တိန်လွာကျောင်းသူသွားရင်လမ်းခုလက်တနေရာရောက်တယ်၎င်းကဟဲ့အေးသူ ငါ့အဖေကိုဒီဝက်တက်တဲ့အလုပ်ကိုစွန့်လွတ်ခိုင်းလိုက်တာကောင်းမယ်ထင်တယ်။ဟင်ဘာဖြစ်လို့လဲ။တိန်လော်တပြင်းချလိုက်တယ်ပြီးတဲ့နောက်မနေ့ကငါ့အဖေဝက်တက်ရုံကိုရောက်ခဲ့တယ်။အဖေကောင်းမှုတော့တိတ်လမ်းမလျှောက်နိုင်လို့ငါလိုက်ပို့လိုက်သေးတယ်။အေးအဲ့ဒီတော့အဖေကဝက်ကိုမတက်ခင်ရဲစိတ်တင်တဲ့အနေနဲ့အရက်ကိုပလင်းခါဝက်လောက်ကျူအောင်အရင်တောက်သေးတာ။ ပြီးတော့ဝက်ကိုရဲတဲ့နဲ့ထုတ်တဲ့ဝက်ကမသေးသေးတော့ဓာတ်နဲ့ဆက်ပြီးထိုးတတ်တာ၄၅ချက်လောက်အထိပဲဝက်ကလည်းနာလုံးလို့អော်နေတာငါလည်းဆက်မကြည့်ရတော့ဘူးအပြင်ကိုထွက်လာလိုက်တော့တာအဖေအလုပ်ကအာကုတူရဲများလုံးပါတယ်ဟဲ့အော်သူလည်းဘယ်လို့ချင်မှမလဲဟဲ့မိသားစုစားဝင်နေအဲ့အတွက်လုံနေရတာပဲနေမှာဟုတ်တော့လေဟုတ်ပါတယ်ဒါပေမဲ့ဒါကြီးကတော့လေတိမ်လာစကားမဆုံးငယ်ကျမကြားဖြတ်မိလိုက်ပါတယ်ဒါဆိုနင့်အဖေကိုအခြားဘာအလုပ်လုပ်စေချင်တာလဲ ကောင်းရကောင်းကြောင်းအလုပ်ပေါ်ဟဲဒါပေမဲ့လွယ်မယ်မထင်ဘူးငါပဲចောင်းထွက်ပြီးအလုပ်လုပ်ကျွေးရင်ကောင်းမလားမသိပါဘူးတိတ်လှအတွက်ကျွန်မတပြင်းချမိတယ်ယခုခဲကအမျိုးသားတွေပင်အလုပ်ကင်ရှားပါလောက်နေမဟုတ်လား ကျမလည်းကောင်းကြီးဆိုကြီးတခေါမှမပြောတော့ပဲအင်ပေါ်လေးအရင်ဆုံးနှစ်အဖေနဲ့တိုင်ပင်ကြည့်ပါဦးဟုပြောလိုက်ပါတော့တယ်။နောက်ရက်ဒီမှလည်းဥဖိုးလေးတရားဝတ်တွေကိုဝယ်မြဲဝယ်တက်မြဲတက်နေတာမို့တိန်လာကသူ့ရဲ့စိတ်ကူးကိုအဖေဖြစ်သူအားမပြောပြတော့ပဲလား။သို့မဟုတ်ညှိနှိုင်း၍မရသေးလားမသိ။သူတို့သားဖနှစ်ယောက်သာတိပါလိမ့်မယ်။တရက်တွင်တော့ဥဖိုးလေးကတခြားရွာမှဝတ်တကောင်အားဝယ်ပြီးကျိုးပြဆွဲလာခဲ့တာ။ဝတ်ကလည်းအော်ဟဲပြီးယုံလေဥဖိုးလေးကကျိုးကိုခတင်းနှင်းပြန်ဆိုးရပြီးခေါ်လာတယ်။သို့တော်တဏျာရောက်တဲ့ဝတ်ကရုတ်ချီပြန်ယုံလေရာ ဥဖိုးလေးကဟန်ချက်ပြတ်သွားပြီးတင်ငုတ်တို့တို့ခုအားခြေမဖြဲတိုက်မိကအဲ့ဒီခြေမအနေငယ်ပဲ့သွားပါတယ်ဥဖိုးလေးကဒေါသဖြစ်ခါအဲ့ဒီဝမ်အား၄၅ချက်ခန့်ပိတ်ကမ်းပြီးဆက်လက်ဆွဲခေါ်လာခဲ့တယ်ဝတ်သက်ယုံတို့ရောက်တဲ့အခါဝတ်ကိုကျိုးတေချာချီပြီးအိမ်တို့ပြန်လာခဲ့တယ်အိမ်တို့ရောက်သည့်အခါရေမိုးချိုးအနာကိုဆေးထည်ပြီးလျှင်ထမင်းစားပြီးခက်စောစောအိမ်ရောက်ဝင်ခဲ့တယ်ရေအနေငယ်ကြာလာပါတော့တယ်ဥဖိုးလေးကသူ့ရဲ့အလောက်အကိုင်းကိုပုံမှန်လောက်ကင်နေသည်ဆိုပေမဲ့တင်ငုတ်တို့ဖြစ်ထိုးမိထားတဲ့အနာကိုမှအညော်ဝင်ကတဖြည်းဖြည်းယင်းလာပြီးနောက်ဆုံးနိုင်အနေ ချိန်တက်ခါဖျားပါတော့တယ်။ဒါကြောင့်တိန်လာလဲကျမနဲ့အတူကျောင်းမင်းမတက်နိုင်တော့ပဲဖခင်ဥဖိုးလေးအားအနီးကပ်ပြုစုစောင့်ရှောက်ရပါတော့တယ်။ဈေးကန်းတို့ပို့တင်ကြောင်းကျမကလည်းပြောတော့လဲဖခင်ကလက်မခံကြောင်းစေးမီတို့ဖြစ်တာကုနေကြောင်းတိန်လာကပြန်ပြောသဖြင့်ကျမလည်းမိသုံးမြပြန်မပြောတော့ပဲနောက်နေတွင်တော့ကျမကျောင်းမှပြန်လာချိန်တိန်လာဤအိမ်ရှိသူရောက်ခိုက်အိမ်ထဲမှာဝတ်တကောင်ဤမချိမဆန့်အော်တန်ကြားတာကြောင်းကျမလည်းသူမတို့ဤအိမ်ထဲကိုလှမ်းဝင်လိုက်ရာလူတွေစုပြုံနေသည်ကိုတွေ့လိုက်ရတယ်။ဘယ်လိုဖြစ်တာပါလဲအိမ်ထဲမှာမြန်ဝတ်ပေါ်ထားတာလားရင်းတို့ရေရွတ်ပြီးအိမ်ထဲ ့သို့ဝင်သားလိုက်ရာဝက်ပေါ်နေသည်ကိုမတွေ့ရပါလူတွေကတော့ဝိုင်းထဲမှာပြည့်နှက်လို့နေပါတယ်ကျမလည်းလူတွေကြားထဲကိုတိုးဝေးပြီးအိမ်မော်တို့တက်သွားလိုက်ရာအိမ်မော်တွေလူလိန်ပြီးဝက်တကောင်ကဲ့သို့အော်ဟစ်နေသည်ဥပိုလီယာတွေ့လိုက်ရတယ်၎င်း၏ဘေးတွင်တိန်လာတို့မောင်နှမတရှုံရှုံနဲ့ငိုလျက်အဲ့ဒီအခိုက်မှာအဆက်မပြတ်အော်ဟစ်နေသည်ဥပိုလီယာခေတ္တငြိမ်ကြသွားတယ်ထိုအခါကျမလည်းတိန်လာ၏အနာကိုကတ်သွားပြီးမေးလိုက်တယ်ဟဲ့နေ့ဘေးဘလိုတွေဖြစ်ပြီးအခုလိုအော်နေရတာလဲ သူ့မှာဝယ်ယူပဲယောဂရှိနေလို့လားတိန်လွာကခေါင်းခါပါတယ်မရှိဘူးအခုဟာကအပြားတက်ပြီးអော်နေလားပြောရင်းပြတိန်လွာကတရှုံ့ရှုံ့ငိုပြန်တယ်ဆရာဝန်ကိုပြကြည့်ပြီးပြီလားပြကြည့်ပြီးပြီဆောနကပဲဆေးထိုးပေးပြီးပြန်သွားတာမတက်တာဘူးနဲ့တူပါတယ်ကျမလည်းများစွာစိတ်မကောင်းဖြစ်မိတယ်ရင်းအခိုက်မှာဥပိုးလေးကလူးလိန်ကဝတ်တကောင်ကဲ့သို့អော်နေပြန်တယ်ရင်းတို့အတန်ကြောင်អော်ပြီးသည်နောက်ပြန်ငြိမ်သွားတယ်ပြီးတော့လူးလိန်ပြီးပြန်អော်တယ်ရင်းတို့လူးလိန်ကអော်လိုက်ပြန်ငြိမ်သွားလိုက်ဖြစ်အဆက်မပြတ်ပြုတ်လုပ်နေသည့်နေရာမှာည9:00ခန့်တွင်တော့အပ ီးတိုင်းငြိမ်ကြသွားပါတော့တယ်အဲ့ဒီအခါမှာလာရောက်ကြည့်ရှုတဲ့သူတွေကဥပိုးလေးရဲ့အလောင်းကိုကြည့်၍တပြင်းချကအိမ်တို့အသီးသီးပြန်သွားပါတော့တယ်ကျမလည်းအိမ်တို့ပြန်ကရေမိုးချူအဝယ်စားလဲထမင်းစားပြီးတဲ့နောက်ရွာထဲမှာအမျိုးသမီးအချို့နဲ့တူတိန်လာတို့မောင်နှမတွေအားငယ်ကြောက်ရွံ့စိတ်ဖြစ်နေပြီဆိုတာကြောင့်တညတာဆောင်ရွက်ပေးလိုက်ကြပါတော့တယ်ဒီအဖြစ်ပြက်ကတော့နှစ်၂၀ကြာမင်းမီဖြစ်တော့လဲမျက်စိရှိတွေမြင်ဖြစ်ပြက်ခဲ့တာကြောင့်အချို့အချောင်းတိုက်ဆိုင်သည့်အခါမျိုးတွေပြန်လဲအမှတ်ရလျက်ရှိနေပါတော့တယ်အားလုံးပဲအေးချမ်းကြပါသည်ရှင် ဇလန်လေးကဒီမာရင်ပြီးဆုံးသွားခဲ့ပါပြီ။ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မို့ Dream Channel လေးကိုစောင့်မျှော်နှားဆင်ပေးဖို့မမေ့လိုက်ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။